အားလုံးပဲမင်္ဂလာပါဝမ်စီမြမာ channel မှာကြိုဆိုလိုက်ပါတယ်အသက်16နှစ်အရွယ်ကောင်လေးတယောက်အနေနဲ့ကြောက်စရာကောင်းတဲ့အရာတွေကိုအကျော်ခဲ့ဘူးပဲလေဒါကတော့ကြောက်စရာအကောင်းဆုံးပါပဲ2019ခုနှစ်နွေရာသီတုန်းကကျွန်တော်ကြုံခဲ့ရတာလေးတစ်ခုပါအဲ့ဒီနေ့ကကျွန်တော်ဝိုင်းပွဲအိမ်မှာပါတီအတွက်ရင်းနှီးတဲ့မိသားစုကတကယ်ကြီးတယောက်ကိုဖိတ်ထားပါတယ် ွေကြီးကိုတော့အချောင်းကြီးကြောင့်ကျွန်တော်ဝမ်ခွဲကို H လို့ခေါ်ပြီးတငယ်ချက်ကို A လို့ခေါ်လိုက်ပါမယ်ဒီလိုနဲ့အိမ်ကထွက်လာတော့ညနေ၄နာရီဝန်းကျင်လောက်ရှိပါပြီ H ကကျွန်တော်နဲ့မိနစ်40ခန့်အကွာမှနေတာဆိုတော့တော်တော်လေးကောင်းမွန်သွားလိုက်ရတယ် H ကလမ်းအစောဖြစ်တဲ့ကားတန်းဆက်အစောမှနေတာလေသူညာဘက်နဲ့ဘယ်ဘက်မှာအိမ်ကြီးများချင်းတွေရှိပေမဲ့လေသူအရှင်မှာတော့တောဟုတ်ကြီးပဲရှိတယ်ကျွန်တော်9နာရီဝန်းကျင်လောက်သူ့အိမ်ကိုရောက်သွားတယ်သူမိသားစုနဲ့တခြားသူတွေကိုနှောက်ဆက်တယ် ျွန်တော်အနဲ့ H နဲ့ A ကိုနှောက်ဆက်ပြီးရေကူးကိုဆုပ်ပြတ်လိုက်တယ်။ H အိမ်လောက်ဝင်မှရေကူးကန်ကြီးရှိတယ်။ကျွန်တော်တို့အားလုံး၃နာရီလောက်ရေကူးလိုက်ကြတယ်။ရေကူးပြီးတော့ A ဆီဆီအခန်းထဲမှာဗီဒီယိုဂိမ်းတွေဆော်ပြီးနေလိုက်ကြတယ်။သူတို့အိမ်ကလူကြီးတွေကအပြင်သွားမယ်လိုက်မလားပြီးတော့ကျွန်တော်တို့အကုန်လုံးမြင်းကြတာပေါ့။ကျွန်တော်ရဲ့ H နဲ့ A ရဲ့ပဲကြံတော့ပြီး၃နာရီလောက်ကြာတော့ဒီဇလန်တွေရဲ့အကြီးကနွေရာသီည9နာရီမှာ ဒင်းတောင်တိတ်ဆော့ဖို့စိတ်ကူးကိုရခဲ့တယ်။မောင်နေပေမဲ့လည်းလမ်းတွေတော်တော်များများကိုသွားပြီးဒင်းတောင်တိတ်တွေစလို့တယ်။အိမ်တိုင်းကလည်းပျော်ပျော်ရွှင်ရွှင်ပဲတုပ်ပြန်မှုတွေပေးတယ်။နောက်သွားမယ့်အိမ်ကနောက်ဆုံးအိမ်လိုအားလုံးသဘောတူပြီးဘယ်သူလုံးမလဲဆုံးဖြတ်ဖို့ကြောက်တုံးဆက်ကူကကြီးကစားလိုက်ကြတယ်။အိရှ်ကအရင်နိုင်သွားပြီးအေးလဲနိုင်သွားတော့ကျွန်တော်ကအိမ်ရဲ့တကားကိုတွားခေါက်လိုက်ရတယ် ေနဲ့ H လို့ကတော့ကားနာကခြုံဖို့မှာပုံချတာပေါ့ကျွန်တော်လည်းခြုံဖို့တွေနောက်မှာပုံချိန်နေပေမဲ့ခြုံဖို့တွေကဝေးနေတော့ကျွန်တော်ကိုမြင်နိုင်တယ်။နှစ်မိနစ်လောက်ကြာတော့တကားပွင့်လာပြီ။အရှက်ငါးပေ၆လောက်ရှိတဲ့မုတ်စိန်ဝေးတွေနဲ့အမျိုးသားတယောက်ထွက်လာတယ်။အဲလူကတကားပွင့်လိုက်ပြီ။ဒီကိုလားငါမင်းကိုဘာမှမလုပ်ပါဘူး။ ို့អော်ពីကျွန်တော်ခုချီကိုတက်တယ်လာတယ်ကျွန်တော်လည်းထွက်ပြီးတော့အဲ့လူက S ကားလုံးကိုတက်ခါတက်ခါပြောနေခဲ့တာဒီကိုဒါငါမင်းကိုဘာမှမလုပ်ပါဘူးဒီကိုဒါငါမင်းကိုဘာမှမလုပ်ပါဘူးဒီကိုဒါငါမင်းကိုဘာမှမလုပ်ပါဘူးကျွန်တော်လည်းပြေးတာမြင်လိုက်တာအဲ့လူကဘယ်ချိန်ကလေးကကြံခဲ့ခဲ့မြင်တော့မသိပါဘူးကျွန်တော်လည်း H ကိုဖောက်ဆက်လိုက်တယ်ဖေဟောင်းမင်းအဆင်ပြေရလားငါ့ကိုလိုက်ဖမ်းနေတာအယူပဲကွာ မင်းအိမ်ပြန်လာခဲ့ကျွန်တော်အရှိအိမ်ကို ပြေးပြန်ခဲ့တယ်ကျွန်တော်အိမ်နောက်ဖေးတကားကနေဝင်ပြီးအိမ်ကလူကြီးတွေကမရောက်သေးတော့နည်းနည်းလန့်သွားပြီမဲ့စိတ်ထဲလိုက်တယ်အဲ့လူကကျွန်တော်ကိုလိုက်ဖမ်းရင်ဘာတွေပြောလဲဆိုတာကိုအိမ်နဲ့ H ကိုပြောပြလိုက်တယ်သူတို့လည်းစိတ်ပြေလက်ပြောက် TV ပဲကြည့်ရအောင်လို့ပြောတယ်လေကားပေါ်တည်ရင်နဲ့ H ရဲ့အိမ်နောက်ဖေးကတကားဖွင့်ပြီးပိတ်တံကိုကြားလိုက်ရတယ် ေကကပြဖြစ်နေမလားလို့ဖုံးခေါ်ကြည့်ပေမဲ့အိမ်နဲ့နေတဲ့နေရာမှာတော့မဟုတ်ဘူးတဲ့လေကျွန်တော်လည်းလှန့်သွားတယ်ကျွန်တော်အောက်ထပ်ဆင်ပြီး online ပြီးနောက်ဆုံးကလည်းလာပြီးဘာဖြစ်တာလဲလို့မေးတယ်ကျွန်တော်လည်းအိမ်နောက်ဝတ်တကားကိုကြည့်လိုက်ကြတော့သူတို့လည်းအိမ်နောက်ဝတ်တကားကိုကြည့်လိုက်ကြတော့ HK OB ဒီကနဲ့အံဝတ်သွားတာပေါ့အနေနဲ့ဝတ်ထားတဲ့အမျိုးသားတယောက်အိမ်နောက်ဝတ်တကားကကျွန်တော်တို့ကိုစိုက်ကြည့်နေတယ် ျွန်တော်ကိုလိုက်ဖမ်းနေသူနဲ့တူပြီးသူ့လက်ထဲမှာဘေ့စ်ဘောရိုက်တံကို깟ထားတယ်။အဲ့ဒီလူကတကားတက်ကြိုင်ကိုလေးပြီးမရရအောင်ဖွင့်နေတယ်။ဒီလူတယောက်လူလည်းရှိမောနေတယ်။ကစားဖို့ငါပါ။ကစားဖို့ထွက်လာတာပါ။ဒါလေးကိုငါကြည့်အောင်မလုပ်ပါဘူး။ဒီကောင်ဒီတယောက်ကိုရှိတဲ့ကျွန်တော်တို့အားလုံးအလက်တကြားနဲ့တောက်သွားကြတယ်။ဘွာမှာတကားမှဒီလောက်မကြောက်ဘူး။ ကျွန်တော်ရဲခေါ်နေပြီတော့လို့အဲ့ဒီလူကိုပြောလိုက်တယ်။ဒါကကလေးဆန်ပေမဲ့အလုပ်ဖြစ်ခဲ့တယ်။သူအိမ်တော်ဝိတကာကနေပျောက်သွားတာကိုတွေ့လိုက်ရတော့ကျွန်တော်တို့လည်းအပေါ်ပြေးပြီးတော့သူ့ကိုအမြင်ပြေးသွားလိုက်တယ်။အဲ့ဒီလူကတော်ရဲကိုပြေးသွားတာပါ။ဘသူကမှမပြောဘူးဆိုပြီးအချင်းချင်းဂတိပေးပြီးကျွန်တော်တို့လည်းအဲ့ရှဲအိမ်မှာတညာနဲ့နေလိုက်ကြတယ်။ဘာပဲဖြစ်ဖြစ်အရင်စီစီထားတာမို့လို့ပါ။ဖြစ်ဖြစ်ခဲ့တာတို့ကိုတွေးပြီးဒီနေ့ဒီကြောက်နေတော့ပါပဲ။ အဲ့ရဲ့အိမ်တော်ဝိတကားမှာဘယ်တော့ကြာကြာပေါ်လာမလဲဆိုတာကိုဘယ်သူသိနိုင်မှာလဲအဲ့လူကမှန်တကားကိုရိုက်ခွဲပြီးအိမ်ထဲဝင်လာရင် တားလို့ရမှာမဟုတ်ဘူးလေသူ့မှန်ကိုရိုက်ခွဲလိုက်တာဒါမှမဟုတ်တကားတော့ကပ်ဖို့မေ့တာဖြစ်ပါမယ်လို့တွေးမိရဲ့လုံခဲ့တဲ့နှစ်နှစ်လောက်တုန်းကဖြစ်ခဲ့တာပါအခုချိန်မှာတော့မစင်းစားဖို့ဆုံးဖြတ်ထားတဲ့အမှတ်ရရဆိုတစ်ခုပါပဲကျွန်တော်အိမ်နဲ့ H2 နဲ့ AC စစ်နေနေတော့ပဲ ဲ့အချိန်ကဒင်းနောက်ဒစ်ကိုကစားတော့ဖို့ဆုံးဖြတ်လိုက်တာပါ